ပေါ့နော်ဟုတ်ဟော်မုန်းပါတဲ့ပစ္စည်းအရှိမှကျွန်တော်ပြောရတယ်အခုကတော့ဒီတိန်နဲ့ထဲတဲ့ပစ္စည်းပေါ်မှာဟော်မုန်းမပါဝင်တဲ့ဟာပေါ့နော်သူကတော့အဓိကကော့ပါလို့လည်းပြောကြတယ်ပေါ့နော်အဲအဲ့ဒါကကျတော့ခုနဟာလိုမျိုးပဲအဓိကပလတ်စတစ်အဲဒီပုံစံရှိတဲ့ဟာလေးပဲဖြစ်တယ်ပုံစံကတော့နည်းနည်းလေးအမျိုးမျိုး꿰ပြတာမျိုးတော့ရှိတယ်အဓိကသူ့မှာကော့ပါပါဝင်တယ်အဲသူကကျွန်တော်အဓိကတော့ဒီကော့ပါကကျွန်တော်ဒီတုတ်ကောင်ကိုအဲဖြက်စီလိုက်တယ်ပေါ့နော်ဖြက်စီလိုက်ပြီးတော့မှာ ဟိုတိန်နေရနေပြီးတော့တာဥပြင်ကိုမရောက်နိုင်တော့ဘူးအဲ့ဒီပြင်ကိုမှအကယ်၍သာတတိတာလောင်းတတိတွေ့မယ်ဆိုလို့ရှိရင်လည်းတိန်ထဲမှာတွေ့လို့မရအောင်လို့လှုပ်ဆောင်ပေးတာဖြစ်တယ်ပေါ့နော်အဲသူလည်းအဲတခြားသာသချာနေတဲ့လူမျိုးပဲအဲလိမ္မာတဆင်ကူဆက်တဲ့ယောဂါတွေကိုတော့မကောက်ွယ်ပေးနိုင်ပါဘူးအဲသူလည်းတေချာအသုံးပြုမယ်ဆိုလို့ရှိရင်တော့99ရာခိုင်နှုန်းလောက်ထိတော့ထိရောက်မှုရှိပါတယ် အဲသူ့ရဲ့အာသာချက်ကကြတော့သူကကြတော့ဟော်မုန်းတွေတော့မပါဝင်ဘူးဆိုတော့ဒါကတော့ကောင်းနေပေါ့နော်ဟော်မုန်းဆေးတွေရဲ့အာနိသင် BN တွေတွေမကြောက်တော့ဘူးပေါ့နော်ဒါကတော့ကောင်းတဲ့ချက်ဖြစ်တယ်ပြီးတော့ဟိုတောက်ဆေးထိုးဆေးတွေလိုမျိုးမမှန်တောက်နေစရာထိုးနေစရာမလိုတော့ဘူးပေါ့နော်အဲအဲ့ဒါလည်းကောင်းတဲ့ချက်ဖြစ်တယ်ပေါ့နော်အဲသူကကြတော့သူ့ရဲ့အာနိချက်ကလည်းပေါ့နော်ဒီဟိုပါပေါ့နော်ပညာရှင်တွေလိုအပ်တယ်ပေါ့နော်တေချာထဲဖို့အတွက်ကိုဆရာဝန်ဆရာမလိုအပ်တယ်အဲပြီးတဲ့ခါကျတော့တအိမ်ထဲမှာ ဒီပစ္စည်းထဲတာတာဖြစ်တဲ့ drug တအိမ်ရောက်တာဘာညာဖြစ်နိုင်ကြီးရှိတယ်။နေရာရွေ့ရွာတာဘာညာလည်းဖြစ်နိုင်ကြီးရှိတယ်။အဲပြီးတဲ့အခါကျတော့အခက်မတင်လို့ရှိရင်ပေါ့နော်တအိမ်နေရန်အဲပေါက်တာဘာညာဖြစ်တယ်။ဒါပေမဲ့ဖြစ်တယ်ဆိုတာကအနည်းစုကိုပဲပြောတာဖြစ်တယ်ပေါ့နော်။နဲတော့နဲပါတယ်၊ရှားတော့ရှားပါတယ်၊တေချာပြူးဆိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါမျိုးတွေတော့အဲမဖြစ်နိုင်ဘူးပေါ့နော်။အဲပြီးတော့သူလည်းအဲ့လိုမျိုးပဲကျွန်တော်အရှိမလေးပြောခဲ့သလိုပဲလိမ္မာတဆင်ကူဆက်တဲ့ယောဂါတွေကိုတော့ဟိုမကောက်ွယ်ပေးနိုင်ဘူးပေါ့နော်။အဲဒီဟာပေါ့နော်ဒီတာကြောဖြတ်ခြင်း င်းလို့ပဲပြောလိုက်မှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အမျိုးသားမှလည်းရှိတယ်လို့အမျိုးသမီးမှလည်းရှိတယ်အဲ့ဒါဆိုတော့အမျိုးသမီးကိုပဲအရင်စပြောမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့အဓိကတော့ဒီတာဥပြုံကိုဖြတ်လိုက်တယ်ပေါ့နော်ခွဲစိတ်ပြီးတော့မှတာဥပြုံဖြတ်လိုက်တယ်ဖြတ်ပြီးတော့ခြီလိုက်တယ်ခြီလိုက်တဲ့ခါကျတော့ဒီ oven လို့ခေါ်တဲ့တာဥနဲ့ တုတ်ကောင်เนี่ยတွေ့တွေ့လို့မရတော့ဘူးเนาะမတွေ့တော့ဘူးဆိုတော့တရီအောင်ခြင်းဆိုတာလည်းမဖြစ်လာနိုင်တော့ဘူးပေါ့เนาะအဲ့လိုမျိုးပဲအမျိုးသားမှာဆိုလို့ရှိရင်လည်းတုတ်ပုတ်ပြုံကို ဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့ခါကျတော့တုတ်ကောင်တွေကအဲမထွက်လာနိုင်တော့ဘူးပေါ့เนาะအဲ့ဒီနီလန်းเนี่ยသာဆက်ချခြင်းကိုလှုပ်ဆောင်ပေးတာဖြစ်ပါတယ်အဲသူလည်း တကယ်တမ်းတော့ဗောနော်ဒါကလည်းခွဲစိတ်ပြီးတော့လောက်တာဖြစ်တဲ့အတွက်ဟိုကောင်းတဲ့နီလန်လည်းဖြစ်တယ်ဗောနော်အဲ69ရာခိုင်နှုန်းလောက်ထိတော့ထိရောက်မှုရှိပါတယ်သူ့မှာကအဓိကဗောနော်ဟိုဒါကျတော့လေဒီလူတယောက်ကပြန်ပြီးတော့သားဆက်ချာနီကိုရာသက်ပံခုနပြောသလိုပဲရာသက်ပံအသုံးပြုမဲ့လူဖြစ်ရတော့မှာဗောနော်ပြန်ပြီးတော့ခလေးယူခြင်းနဲ့ဘာညာဆိုရင်တော့လေမရတော့ဘူးမရတော့တဲ့ခါကျတော့ဟိုဒီမှာဆိုလို့ရှိရင်တော့အကယ်၍တာကျော်ဖြစ်မဲ့ဘာညာဆိုလို့ရှိရင်တော့ဆောင်းဝင်ကအဲသူတို့မှလည်းဟိုပါဗောနော်ဘလို့ အသက်အသက်အရွယ်ကဘယ်လောက်ရှိရမယ်လို့ခလေးပနေအောင်ရှိရမယ်အဲအဲ့လိုမျိုးတွေပေါ့နော်တချို့ဆိုလို့ရှိရင်ယောဂရှိလို့ဆိုပြီးတော့အဲ့လိုမျိုးအချက်တွေကြည့်ပြီးတော့မှလှုပ်ဆောင်ပေးတာမျိုးတော့လည်းရှိတယ်ဟိုအဲတခြားတောင်ဆက်ချာနီလိုမျိုးတော့လွယ်လွယ်ကူကူတော့လှုပ်လို့တော့မရဘူးပေါ့နော်ပြီးတော့ကိုယ့်ဘက်ကဆုံးဖြတ်ချက်လည်းတည်ချဖို့လည်းလိုတယ်ပေါ့နော်အဲအဲ့ဒါကတော့အားနည်းချက်ဖြစ်တယ်နောက်တစ်ချက်ကကျတော့အဓိကကတော့ဒီညံကခွဲစိတ်ရတာဖြစ်တဲ့အတွက်အဲခွဲစိတ်မှုဆိုတာကတော့အန်ရမရှိဘူးဆိုပေမဲ့လည်း ခွဲစိတ်မှုရဲ့အန္တရာယ်ပေါ့နော်မိစီထုံစီရဲ့အန္တရာယ်အနည်းငယ်တော့ရှိတာမျိုးတော့လည်းရှိတယ်အဲဒါကတော့တိတ်မကောင်းတဲ့အာနိချက်ဖြစ်တယ်အဲပြီးတော့ခုနအရှိမလည်းပြောခဲ့တယ်ပေါ့နော် failure အဲရှိလားဆိုတော့နေတော့နေတယ်ရှိနိုင်ကြီးရှိတယ်ပေါ့နော်အမျိုးသမီးမှဆိုလို့ရှိရင်ဒီတောင်ကျော်ဖြတ်တာက ဟိုပြန်ပြီးတော့သူကသူဆက်ဝါတာလို့ပါလို့ဆိုလို့ရှိရင်တော့တာဥပြွန်မှာတတိတဲတာလို့ပါလို့အဲ့လိုမျိုးတွေတော့ဖြစ်နိုင်ကြတော့ရှိတယ်ဒါမဲ့လည်းတကယ်တမ်းတော့ဒါကတော်တော်တော့နည်းပါလေပေါ့နော်အဲဒီနီလန်ရဲ့အာတာချက်ကြတော့သူကတော့တေချာပြီပေါ့နော်ကိုုံဆောင်မှုလည်းမရှိတော့ဘူးရာသပန်တန်း76နီသုံးမယ်ဆိုလို့ရှိရင်တော့ဒီနီလန်ကတော်တော်လေးကောင်းတဲ့နီလန်တော့ဖြစ်တယ်ပေါ့နော်ဟိုဟော်မုန်းဆေးတွေလိုမျိုးလည်းရေရှည်ကြီးဆေးတွေတောင်းနေစရာလည်းမလိုတော့ဘူးအဲခွဲပြီးတာနဲ့တခါတည်းလုံးဝ76နီအဲဖြစ်သွားတယ် အဲအဲ့ဒါကတော့ကောင်းတဲ့အချက်ဖြစ်တယ်ပေါ့နော်အဲဒီတာဇက်ချာမီရဲ့ NDA ကတော့အရှိမကျွန်တော်ပြောခဲ့သလိုပဲသူကခွဲစိတ်ပြီးတော့မှပြုလုပ်ရတာဖြစ်တဲ့အတွက်ဟိုမိစေထုံစေရဲ့ NDA ခွဲစိတ်ခြင်းရဲ့ NDA တော့အနည်းငယ်ရှိနိုင်တယ်ပြီးလို့ရှိရင်အကယ်၍ failure ဆိုတဲ့ဟာမျိုးရှိခဲ့လို့ရှိရင်တော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့ဒီဟိုတာဝုပြုံမှာတတိတဲတဲ့ကိစ္စမျိုးတွေတော့ဖြစ်နိုင်ကြတော့ရှိတယ်ပေါ့နော်ဒါကတော့အဲသူ့ရဲ့ NDA လို့ပဲပြောရမှာဖြစ်ပါလေ ကျမရင်းနဲ့ပတ်သက်တဲ့အသိပညာပူတာများကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်